ဂျိုးစန်းနဲ့ပြားအုံများဒီလိုမျိုးပုံမှန်မဟုတ်တဲ့နေရာတွေမှာမြေယာတက်တဲ့ပြားဆွဲကြီးတွေကိုတင်းတို့ဂျုံဘူးပါဒလားအကယ်၍အသင်းရဲ့ကားထဲမှာဒီလိုပြားအဆွဲလိုက်ကြီးတွေကိုမြင်တွေ့ခဲ့ရရင်တော့အမြန်အမြင့်ဖြုတ်ပြဖို့အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြားတွေကတစတစနဲ့တင်းရဲ့ကိုပိုင်ကားကိုဝါမျောပြတ်တော်မှာမို့ပါဒီလိုပြားအုံတွေကိုတွေ့ပြီဆိုရင်စိတ်မလှရှားသွားကြပါနဲ့။ဘာကြောင့်လဲဆိုရင်ဒီပြားတွေကတင့်ကိုကိုက်ဖို့မာကြလိုပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ဒီပြားတွေဟာအိမ်အသက်ဆောက်ဖို့တင့်ရက်ကားကိုအတုံးပြုပြီးနေမြေအတက်ရောက်ဖို့နေချက်လာတာပါဒီလိုလိုရတဲ့ရွယ်ချက်ကတော့ပြားပြင်မကသင်ကားထဲမှာပိတ်မိနေတဲ့အတွက်ကြောင့်ထိုနေရာမှာပဲနေမြေအသက်နေရာအသက်မှာအခြေပြုဖို့ပြုလုပ်လာကြတော့တာပဲဖြစ်ပါတယ်ပြားတွေရဲ့လုပ်ငန်းစဉ်တွေဟာပြားပြင်မကြောင့်သာလဲပတ်နေကြတာဖြစ်တဲ့အတွက်ပြားပြင်မသာပြားအုံမှာမရှိရင်အကုန်ကြောင်ပြောက်ပြီးတိုင်ဘက်ကုန်ကြမှာပဲဖြစ်ပါတယ်ဒါကြောင့်အခုလိုပြားပြင်မပိတ်မိနေတဲ့နေရာမှာ ပြားလုတ်သားတွေဟာလာရောက်ပြီးပြားအောင်အစ်တိဆောက်ကြရတာပဲဖြစ်ပါတယ်။ပြားပြေမလောက်တောင်အချစ်မခံရတဲ့သင်တို့အတွက်ကတော့တိတ်ကိုဝန်းနေဖို့ကောင်းတဲ့အတွက်ဒီလိုပြားအောင်တွေသာတွေ့ခဲ့ရင်မိရှုပ်ပြစ်လိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်။